ဲတဲ့ချင်းကဖိုင်တာနဲ့ထပ်ပြီးတွေ့မယ်နောက်ထပ်မြန်မာဖိုင်တာ2ကျော်တော်မင်းတယောက်ဖဲတဲ့ကိုရောက်ပြီးဖဲတဲ့ကဘော်ဒါရီနဲ့ပြောစရာအချိန်နဲ့လင်းချင်နေတဲ့အရာတွေကိုဆိုရှယ်မီဒီယာထက်မှာမကြာခဏဆိုလို့ဒီနေ့ခဲ့တာကိုမြင်တွေ့ခဲ့ကြရပါပါအဲ့ဒီဗီဒီယိုဖိုင်နီယာမြန်မာဖိုင်တာနဲ့အတွက်တော့တကယ်ကိုသဘောကျချင်းစရာဖြစ်ခဲ့ပြီးထွေးပြီးနဲ့ဖဲတဲ့ကဖိုင်တာတချို့နဲ့လည်းပိုပြီးရင်းနှီးလာခဲ့တာကိုမြင်တွေ့နေခဲ့ရပါဟိုတော့ကဖဲတဲ့ချင်မှာဆော်ရဲရှိရဆိုပေမဲ့မာပရိတ်တက်နေတဲ့ဖဲတဲ့ချင်ကဖြစ်ပျက်တဲ့အဆိုရှယ်မီဒီယာထက်မှာတိတ်ပြီးမတက်တာကိုမြင်တွေ့ထားခဲ့ရပါ။ဒါပေမဲ့လည်းကျွန်တော်ဝင်းတရားဖဲတဲ့ကိုရောက်သွားခဲ့တဲ့အချိန်ကတော့ မင်္ဂလာပါနဲ့ကျေးဇူးတင်ပါတယ်ဆိုရဲစကားပါဝင်နေကောင်းလားဆိုရဲမြန်မာစကားဟာ Time Fighter ညစာထဲမှာတော်လေးရေပန်းစားနေခဲ့တယ်လို့ Social Media ထက်မှာလည်း Fade Chain က Fighter တွေဖိကြတဲ့ Stanford နဲ့ Y2K Necro လို့လို့ Fighter တွေဟာမြန်မာ Brave တပ်တွေရဲ့ချစ်ခင်အားပေးမှုတွေကပို့ပြီးတော့ရရှိနေကြတာကိုမြင်တွေ့နေကြရပါဘူး။ဒါကလည်းတူးမြင့်စနာတူးစင်စနာဆိုလို့ Y2K Necro နဲ့ Stanford တွေရဲ့ကြော်တော်ဝင်းပေါ်ထားတဲ့စိတ်ထားကောင်းတွေကြောင့်ပဲဖြစ်ပါတယ်။အဲ့လိုမျိုးမြန်မာ Brave တပ်တွေနဲ့ Fade Chain က Fighter ရဲ့ကြာရင်းနှီးမှုတွေဟာပုံမကောင်းမနေခဲ့တဲ့အချိန်မှာ One Championship ဘက်က Fade Chain က Stanford နဲ့မြန်မာ Fighter ထုံးမြအောင်တို့ကိုပွဲကျယ်ပေးသွားခဲ့ပါတယ်။ One Friday F5 130မှာကောင်းတွဲဆိုင်ဖြင့်ရှင်ပြိုင်သွားစေခဲ့ပြီးပွဲပြီးမှာတိုင်းဆုံးဖြတ်တဲ့အတွက်နိုင်ရသွားခဲ့ပါတယ်။ဝိုင်းရဲ့ဈေးကွက်စီးပွားရေးစနစ်ကတော်လေးကိုကွက်မြင်ခဲ့လို့ဆရာမှာဖြစ်ပြီးမာပရိသတ်တွေချားထဲမှာပုံမင်းစိတ်ဝင်စားဖြစ်သွားအောင်ဖန်တီးပေးသွားခဲ့တာပါ။ဝိုင်းရဲ့ဈေးကွက်စီးပွားရေးစနစ်ကို live ပြီး2ပါတဲ့ promotion ကတော့ Max Promotion ကလည်းဝိုင်းရဲ့အကွက်တွေကိုလိုက်ပြီးတော့နေလိုက်ပြပါပြီ။ပြောရရင် Max Promotion မှာရှင်ပိုင်းထိုးတက်နေတဲ့မြန်မာ Fighter တချို့ရှိပါသေးတယ်။အဲဒီမှာ Brighter တွေနဲ့ယင်းနေနေတဲ့မြန်မာ Fighter ကရဲရင်အောင်ပဲဖြစ်ပါသေးတယ်။ရဲရင်အောင်ပြီးခဲ့တဲ့ဒီနေ့ကလည်း Ancient Time Fighter ကိုစက္ကန့်60အတွင်းမှာလည်းတွန်းနေတူနိုင်ပွဲရောက်ပြထားခဲ့သေးတာပေါ့။အားပါရလက်သီးတွဲလုံးနေတဲ့ပြိုင်ဘက်ကိုထိုင်ချသွားစေခဲ့ပေမဲ့ပြန်ထလာတဲ့ Time Fighter ကိုခြေကန်ချက်တွေနဲ့အဆုံးသတ်ပေးသွားခဲ့တာပေါ့။ကျင်းတော်ဒီနေ့အချိန်ကြီးမှာ1 championship ရောက်လာမဲ့ fighter တယောက်ဖြစ်တတ်မှတ်ချင်ခံထားရသူဖြစ်ပြီးသူကိုယ်တိုင်လည်းအိမ်မက်ရှိသူတယောက်ဖြစ်ပါရင်ဒါပေမဲ့အခုချိန်အထိ1 championship ရောက်မလာတဲ့အခြေအနေကိုမြင်တွေ့ထားခဲ့ရပြီးမ ကြောင့်လဲဆိုရင်တော့ကာကန်ရှင်တွေကိုယ်တိုင်ပဲသိပါလိမ့်မယ်။လောလောဆယ်တော့ရင်အောင်ကမက်မွေတိုင်းပရိုမိုးရှင်းမှာရှင်းပြိုင်ထိုးတက်နေကြတာဖြစ်ပြီး လာမယ့်နိုဝင်ဘာလ20ရက်နေ့မှာတော့ကျော်သာဝင်းရဲ့အကိုဆရာဖြစ်တဲ့ဝိုင်းဒူကင်နဲ့ရှင်မြန်သွားတော့မှာဖြစ်ပါရင်ဝိုင်းဒူကင်ကဝမ်ချန်ပီယံရှစ်မှာ MMA ဖိုင်တာတယောက်ဖြစ်ရှင်မြန်ခဲ့ပေမဲ့နောက်ဆုံးပွဲစဉ်ကိုတော့မွေတိုင်းပွဲစဉ်ဖြစ်ရှင်မြန်ထိုးတက်ခဲ့ပြီး Green Fighter ကိုအနိုင်ယူကောင်းအဲ့နောက်ပိုင်းမှာတော့တခြား promotion တွေကိုဝင်ရောက်ရှင်မြန်နေခဲ့တာဖြစ်ပါရင်ဝိုင်နုကရ MMA မွေတိုင်းခေပောင်စဉ်အစားရှိရဲ့ပြန်ဝဲပေါင်းစုံကိုရှင်မြိုင်ထားခဲ့သူတယောက်ဖြစ်ပြီးလာမယ့်နိုဝင်ဘာ20ရက်နေ့မှာတော့မွေတိုင်းပွဲအစီအစဉ်မှာဖိုင်တာရင်းအောင်နဲ့ရှင်မြိုင်သွားကြတော့မှာဖြစ်ပါရင်ဘဲကစ်တွေဒရက်ဆက်ကန်တိုင်းပြီးပောက်ကွဲအပြည့်နဲ့သက်ကွက်စုံစားမတက်တဲ့ဝိုင်ဒူးကင်နဲ့ချင်းချင်းနဲ့ကစားတဲ့ရင်းအောင်တို့ရဲ့ပွဲဟာတော်လေးကို ကောင်းမဲ့အချမ်းစားပွဲအစဉ်တစ်ပွဲအပြင်မြင်တွေ့သွားရဖို့ရှိနေကြတာဖြစ်ပြီးပညာဆွဲတက်တဲ့ရောင်းအားတကယ်ကောင်းလွန်တဲ့ fighter နှစ်ယောက်ရဲ့ရှင်ပြိုင်မှုမှာဘယ်သူကအသာရသွားမလဲဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါရင်ရဲနောင်လုံငယ် fighter ကြောင့်လည်း Wayne Nuke လို Wayne သမိုင်း fighter တို့ရဲ့ထိတိုင်းတွေးဆုံမှုဟာမြန်မာပြည်သက်တွေအတွက်တော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲအစဉ်တစ်ပွဲအပြင်မြင်တွေ့သွားရအောင်မှာဖြစ်ပါရင်